ကဲဒီမော်နီတာကကွန်ပျူတာနဲ့ချိတ်ဆက်ရုံတင်မဟုတ်ဘဲနဲ့ပေါ့နော်ဒီမှာတွေ့လားကွန်ပျူတာနဲ့ချိတ်ဆက်ရုံတင်မဟုတ်ဘဲနဲ့မိတ်ဆွေက iPhone ကင်ထားတယ်ဆိုလို့ရှိရင် Android နဲ့ကကြတော့ Android ဖုန်းနဲ့ကကြတော့လေကျွန်တော် Samsung ဖုန်းနဲ့ချိတ်ကြည့်တာသူ့ရဲ့ system ပြတဲ့ပုံစံမျိုးကြီးကတမျိုးကြီးပြတန်းပြတာမျိုးမဟုတ်တဲ့အတွက်သူကဟိုဂျားကန်တုံးရမယ့်အနေအထားတွေရှိတဲ့အတွက်ကြောင့်မလို့ Android နဲ့ဆိုရင်တော့ကျွန်တော်တိတ်ပြီးတော့အမှမခံဘူးဗျာဒါပေမဲ့ ် iPhone နဲ့ဆိုလို့ရှိရင်တော့ဒီမှာ D screen ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်အဲကွန်ပျူတာနဲ့တစ်ခါတိုက်ရိုက်ချိန်ထားတယ်နော်တိုက်ရိုက်ဒီမှာကြိုးထိုးပြီးတော့တိုက်စီတူတိုက်စီခြေပဲသုံးပြီးတော့ကွန်ပျူတာနဲ့တစ်ခါလဲချိန်ဆက်ကြိုးထိုးထားတယ်ပေါ့နော်ဒီမှာကျွန်တော်ရဲ့ iPhone နဲ့ပေါ့နော်ဒါကျွန်တော် iPhone နဲ့ချိန်ထားတော့ရတယ်ဒါက iPhone ကျွန်တော် system pro max နဲ့ပေါ့နော်တခါရဲ့တိုက်ရိုက်တိုက်ရိုက်ချိန်ဆက်ပြီးတော့ကျွန်တော်ထိုးပြမယ်ဗျဒီမှာနော်ဒီမှာနော် ကျွန်တော်ရဲ့ iPhone နဲ့တိုက်ရိုက်ချိတ်ဆက်ပြီးတော့ကျွန်တော်ထိုးပြမယ်။ကဲဒီမှာကြည့်ဒါဆိုလို့ရှိရင်ကွန်ပျူတာနဲ့ဒီမှာကွန်ပျူတာနဲ့ချိတ်ထားတယ်ကွန်ပျူတာနဲ့ချိတ်ထားတဲ့ဥစ္စာကိုကျွန်တော်ဖြုတ်လိုက်ပြီ။အဲ तू က तू ကလုံးဝပါဝါနဲ့ချိတ်ဆက်ဆရာမလို့နော်ကိုကွန်ပျူတာနဲ့တွဲမှာဆိုလို့ရှိရင်ကွန်ပျူတာမှာဒီကြိုးထိုးလိုက်တာနဲ့တခါတည်းသူ့ရဲ့ဟာမိုနီတာပေါ်ပြီးသားပေါ့နော်ဒီမှာကြည့်ဒီမှာဖုံးနဲ့ကျွန်တော်ချိတ်ပြမယ်။ဒီမှာကျွန်တော်ရဲ့ဖုံးမှာကျွန်တော်တခါတည်းချိတ်ပြီးတော့ဒီမှာကြည့်အဲကျွန်တော်ရဲ့ဖုံးမှာတခါတည်းချိတ်ပြီးထိုးလိုက်ပြီ။ ဟိုးဖုံးမှတခါတည်းချိတ်ဆက်ပြီးထိုးလိုက်ရင်ဒီမှာတွေ့လားမလေးကိုယ့်ရဲ့ဖုံးမှသုံးမယ်ဆိုလို့ရှိရင်ဒီမှာကိုကဒီကနေပြီးဂိမ်းဆော့တဲ့လူတွေဆိုလို့ရှိရင်လုံးဝပုံမိုက်တယ်ကိုကဖုံးနဲ့ဂိမ်းဆော့မယ်စကရင်အကြီးနဲ့ဒီမှာဂိမ်းနှိမ့်တလို့မျိုးဒါဖုံးကဂိမ်းခလုတ်လို့ပုံစံမျိုးဖြစ်သွားမယ်လုံးဝလန်းဒီမှာကဲ ကဲဒီမော်နီတာနဲ့ကိုယ့်ရဲ့ iPhone နဲ့တွဲပြီးတော့ချိတ်ဆက်ပြီးတော့ဂိမ်းဆော့မယ်မူဗီကြည့်မယ်ဆိုရင်တော့လုံးဝအလန်းကြီးပါလုံးဝအလန်းကြီးပါ Android ဖုန်းနဲ့ရမရတော့ကျွန်တော်အမှမခံဘူးပေါ့နော်အဲ့ဒါကြောင့်လည်းကျွန်တော်ရချိတ်ဆက်ပြီးတော့လည်းမတွဲပေတတ်ဘူးဒီမှာ iPhone နဲ့ကတော့ iPhone မှာ Type C အပေါက်ပါတယ်ဆိုလို့ရှိရင် iPhone က Type C အပေါက်ဆိုလို့ရှိရင် Type C cable နဲ့ Type C to Type C cable ချိတ်ပြီးတခါတည်းထည့်လို့ရတယ်ကျွန်တော် Samsung Galaxy 22 Ultra နဲ့ကျွန်တော်ချိန်ကြည့်တဲ့အခါမှာဒီလိုမျိုးတိုက်ရိုက်မပေါ်ဘူးပြန်တိလား file လိုမျိုးကြီးပဲပေါ်ပြီးတော့သူကမင်းပေါ့နော် file လိုမျိုးပဲပေါ်ပြီးတော့ခလုတ်လိုက်နေရမယ်အနေထားမျိုးတွေတွေ့ရတယ်ဒီလိုမျိုးတိုက်ရိုက်တမ်းမပေါ်ဘူးပေါ့နော်အားကြောင့်ကျွန်တော် Android နဲ့ရတော့ကျွန်တော်အားလုံးခံပါဘူးဒီမှာ iPhone 16 Pro Max နဲ့ကျွန်တော်တွဲချိန်ထားတော့ရပါတယ်တခြား model တွေနဲ့ရမရတော့ကျွန်တော်ရှိမှဒါစမ်းကြည့်ရင်တော့စမ်းကြည့်လို့ရတယ်ဗျာ iPhone 15ဖြစ်ပြီး iPhone 14ဖြစ်ပြီးအဲ့ဒီဖုန်းတွေနဲ့ချိတ်ဆက်ကြည့်လို့ရမလားကဲကျွန်တော်ကတော့လုံးဝမိုက်တယ်ဂိမ်းဆော့မယ်ဆိုလို့ရှိရင်ဒီကောင်ကြီးเนี่ยဒီမှာဂိမ်းနှိမ့်မယ်ဒါမှမဟုတ်လေဒီမှာ YouTube မှာဇာတ်ကားကြည့်ရပဲဖြစ်ဖြစ်ဗီဒီယိုကြည့်ရပဲဖြစ်ဖြစ်ဒီကောင်နဲ့ချိတ်ဆက်ပြီးတော့တမ်းကြည့်လို့ရတယ်ဘုံကလမ်းမယ်ဟင်းဒီမှာကိုယ်ဖုန်းသုံးမယ်ဆိုလို့ရှိရင်လည်းဒီမှာလေဒီကောင်နဲ့ ဟမ်ဒီမှာဟမ်ကိုယ့်ရဲ့ Facebook သုံးမယ်ဆိုလို့ရှင်လဲဒီမှာတွေ့လားဒီကောင်နဲ့အဲ့လိုမျိုးသုံးသွားရုံပဲပေါ့နော်လောင်းဝစင်ပြေပါတယ်ကဲဒီမှာပိတ်လိုက်မယ်ပိတ်ပါကြီးအော်ဖွင့်လိုက်မယ်အော်ဖွင့်လိုက်မယ်ဒီမှာ screen လောက်ဖွင့်လိုက်ပြီ okay okay လောင်းဝလမ်းမှာ